စကိုင်းတိုင်းကမ်းမလူမြို့နယ်ထန်းတပင်ကြီးွာကိုစစ်တပ်ကအော်တိုဘာလ9ရက်နေ့နေ့လယ်ပိုင်းမှာမီးရှို့သွားတယ်လို့ဒေသခံတွေကပြောပါရယ်ထန်းတပင်ရွာဟာအင်ဂျင်900ကျော်ရှိတဲ့ကြီးရွာတရွာဖြစ်ပြီးစစ်တပ်အထိုင်ချထားတဲ့ဇီရောရွာနဲ့နှစ်မိုင်အကွာမှာတည်ရှိတယ်လို့ထန်းတပင်ရွာသားတယောက်ကပြောပါရယ်စစ်တပ်ကတိုက်ပွဲမရှိဘဲနဲ့အကြောင်းမဲ့မီးရှို့သွားတာဖြစ်ပြီးလူနေအိမ်150ကျော်မီးလောင်သွားတယ်လို့လည်းသူကပြောပါရယ်ဒါ့အပြင်ဒေသခံရွာသူရွာသား25ယောက်ကိုလည်းဖမ်းဆီးသွားပြီးဘသူတွေပါသွားတယ်လဲဆိုတာကိုစုံစမ်းနေတယ်လို့ဆိုပါရယ် ဇီကုံးရွာရဲစခန်းကိုပြည်သူ့ကာကွယ်ရေးအဖွဲ့တွေကတိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးတဲ့နောက်ပိုင်းဇီကုံးနဲ့တကြားဆက်အနီးကကြီးရွာတွေကိုစစ်တပ်ကစစ်ကြောင်းထိုးနေတာကြောင့်ကြီးရွာ6ရွာကပြည်သူတွေအနေနဲ့နေရဲဆွန့်ခွာထွက်ပြေးနေကြရတယ်လို့လည်းသိရပါဗျ။စစ်တပ်စစ်ကြောင်းကမိမရှုခင်မှာနေအိမ်တွေကိုဖောက်ထွင်းပြီးပစ္စည်းတွေကိုခိုးယူသွားသလိုလက်ရှိအင်အား900ဝန်းကျင်နဲ့စစ်ကြောင်းထိုးလာလို့0ရွာဝန်းကျင်ရှိကျေးရွာ73ရွာကပြည်သူတွေနေရဲဆွန့်ခွာထွက်ပြေးနေရတယ်လို့လည်းကမ်ဘလူမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့အစည်းကနေတစင်သိရပါရရှင်။